အဲ့ဒါပြင်တော့ဒိုဂျီကုံရေချမ်းစုကျွန်းတော်ထောက်ဆိုတဲ့ရွာ၃ရွာကိုကျော်ပြင်တော့ဒီရွာလေးကိုရောက်ပါပြီဒီရွာလေးကိုတွေ့တဲ့လမ်းလေးတွေကတော့အခုမြင်နေရတယ်လို့ပဲအရန်သားရပြီးတော့လမ်းလေးတွေကလည်းချော့ချော့မုံမုံနဲ့ကောင်းမွန်ပါတယ်ဒီရဝန်လန်းလေးမှာဆိုလို့ရှိရင်တော်ပန်းဖြူဖြူလေးတွေကိုလည်းတွေ့မြင်ခန်းစားရပါတယ်ပြီးတော့နေချပန်းရံတွေကာယံထားတဲ့ရေကန်လေးကိုလည်းရွာထိပ်မှာတွေ့ရပါတယ် ဒီရလေးရဲ့အဓိကလုပ်ငန်းကတော့စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပြီးတော့အထူးသဖြင့်မင်းမျိုးပန်းတွေကိုစိုက်ပျိုးလေးရှိကြပါတယ်အခုမြင်နေရတဲ့မင်းမျိုးပန်းစိုက်ခင်းတွေကတော့ရွာရဲ့အတွင်းပိုင်းမှာရှိနေတဲ့စိုက်ခင်းတွေဖြစ်ပါတယ်အခုမြင်နေရတာကတော့ရွာပြင်နောက်ဘက်ခြမ်းမှာရှိတဲ့စိုက်ခင်းတွေဖြစ်ပါတယ် က်ကူပန်းတွေအရန်လာလို့အားလုံးခံစားလို့ရအောင်မတက်တင်ခဲ့ပါသေးတယ်။ဆွေရတံပချမ်းမှာရှိနေတဲ့မြေမြပန်းဆိုင်ခင်းတဲ့တခြားဆိုင်ခင်းလေးတွေအလှကိုလည်းကြည့်ရှုခံစားပေးပါဦး။ င်းလေးတွေကိုအခုလိုရေးလေးတွေဖြန့်လိုက်ပေါင်းလေးတွေတင်လိုက်နဲ့ကြည်ရတဲ့ဂရုစိုက်နေကြညနေမိုးထွက်တဲ့ချိန်ကိုရောက်သွားပါပြီ။ညနေနေဝင်ချိန်မှာတွေ့မြင်ရတဲ့ရွာကလေးရဲ့မြင်ကွင်းလေးကလည်းတအားလှပါတယ်။ alabe sella kaza ti bibao. Video ni ada lapa be, alangkah cerita mana, nampi dia